ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်းမဲမြို့ပေါ်ကိုစစ်ကောင်စီတပ်များကလက်နက်ကြီးများ drone များဖြင့်ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေချိန်တွင်မြို့အတွင်းနေရာချို့တွင်မိလောင်ကျောမှုများဖြစ်ပွားနေကြောင်းဒေသခံများကထုတ်ဖော်ပြောဆိုပါရယ်ယနေ့စက်တင်ဘာလ30ရက်မွန်းလွဲပိုင်းမှစတင်ပြီးစစ်ကောင်စီတပ်ဖွဲ့များကကြောင်းမဲမြို့ပေါ်ကို drone များလက်နက်ကြီးများဖြင့်ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းတော်လှန်ရေးသတင်းရင်းမြစ်များထံမှသိရှိရပါတယ်ဒီတိုက်ခိုက်မှုကြောင့် ကျောင်းမဲမြို့ပေါ်ရှိတတော်ယုံနဲ့ရဲစခန်းပါဝင်ဌာနဆိုင်ရာအဆောက်အဦများမိလောင်နေပြီးမြို့တွင်ခြေနေရှုပ်ထွေးနေကြောင်းဒေသခံများကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီကလက်နက်ကြီးတွေ drone တွေနဲ့ဇက်တိုက်ကိုကျောင်းမဲမြို့ပေါ်ကိုပစ်နေတာနောက်ပြီးတတော်ယုံနဲ့ရဲစခန်းလည်းမိလောင်နေတယ်တိုက်ပွဲကလည်းဆက်ဖြစ်နေတော့မယ်စစ်ကောင်စီစစ်ကြောင်းကမြို့နာအထိကတ်လာတာတော့ဟုတ်တယ်မြို့ပေါ်ရောက်မရောက်ဆိုတာတော့အတိမပြုတ်နိုင်သေးဘူး မြို့ပေါ်အခြေအနေတွေရှုပ်ထွေးနေတယ်လို့ကြောက်မဲဒေသခံတအူးကပြောဆိုခဲ့ပါတယ်။လက်ရှိစစ်ကောင်စီတပ်ဖွဲ့များသည်ကြောက်မဲမြို့နယ်နီးစပ်ဆုံး၄မိုင်กว่าအထိရောက်ရှိနေပြီဖြစ်ပြီးကြောက်မဲစစ်ရေးမှာအပြင်းထန်ဆုံးအခြေအနေသို့ရောက်ရှိနေကြောင်းတော်လှန်ရေးရင်းမြစ်များကဆိုပါတယ်။ဒီတိုက်ပွဲများသည် ရှမ်းပြည်နယ်မြောက်ပိုင်းကြောက်မဲမြို့လွှမ်းမိုးမှုတိုက်ပွဲတစ်တုံညာနှစ်ခွန်ရဲ့ဆက်လက်ဖြစ်ပွားနေတဲ့အခမ်းကဏ္ဍတစ်ခုဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များ TNL နဲ့စစ်ကောင်စီကြားပဏိပခါများပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ကြောင်မဲမျိုးသည်လက်ရှိ TNL ထိန်းချုပ်ထားသော နေရာများထဲမှတစ်ခုဖြစ်ပြီးရခိုင်ကလေးကစစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားများထိခိုက်ပျက်စီးမှုများပြခဲ့ပါတယ်။ယခုကျန်းဖက်စစ်ကောင်စီရဲ့လက်နက်ကြီးများနဲ့ drone တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေမှုကဒေသခံများအတွက်အနည်းငယ်ကိုပုံမှန်မြင့်တက်စေပါတယ်ရှင်။